အားလုံးပဲမင်္ဂလာပါဒီနေ့ရော့ဘလက်စ်ကရန်ကုန်မှာအခုလက်တလုံးနမိတ်ကြီးနေတဲ့ဆယ်မွန်ဆိုင်လေးကိုခေါ်သွားပေးမလို့ပါအားလုံးပဲဘလော့လေးကိုစောင့်ကြည့်ပေးကြပါအောင်ခင်ဗျာဒီမှာဟာလာသမားရဲ့ဆက်ရှာလက်ရှာလာစားလို့ရပါတယ်အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကျတော့ဘလက်စ်ဖူဘယ်ရောက်နေလဲဆိုတာဒါနဝရီလန်းထဲကိုရောက်နေတာပေါ့နော်ဟိုမှာဒဂုံကျောင်းရှိရဲ့ဒဂုံကျောင်းတိရှိမျက်ဆောင်ထိုးရန်ကုန်ရောက်လို့ရှိရင်စားမယ်ဆိုတဲ့ဆိုင်ထဲမှာ list လေးမှာပတ်ထားတဲ့ဆိုင်တစ်ဆိုင်ရှိပေါ့နော်အဲ့ဒါသွားစားဖို့ဖြစ်ပါတယ်လိုက်ခဲ့ပါဦး စားမယ်ဆိုတဲ့ဆိုင်ရံဒီမှာပါ sushi အမဒီဆိုင်ရံကကြတော့ဒီမှာဆယ်မွန်အရန်နာမည်ကြီးနေဆိုတော့ဒါဆိုဒီမှာဆယ်မွန်နဲ့စားမယ်ပြီးလို့ရှိရင်တခြားမီနူတွေလည်းစားမယ်ပေါ့နော် sushi အမ်ရဲ့အတွင်းပြင်ဆင်လေးကကြတော့ Japanese spice ပုံစံလေးနဲ့ရိုးရိုးရှင်းရှင်းလေးပဲပေါ့နော်။သူကတော့အပေါ်ထပ်အောက်ထပ်နှစ်ထပ်ရှိပါတယ်ခင်ဗျာ။ ဆယ်မွန်ကလေအကူနှစ်မျိုးတွေ့တယ်ဟုတ်ကဲ့ကော Atlantic ဆယ်မွန်လေးနဲ့ Ocean Trout ဆယ်မွန်လေးနဲ့300 gram နေစပြီးနှစ်မျိုးရောပေးပါ Ocean Trout ကအယောင်ပူစားအယောင်ပူရင်းလာရှင်ဟုတ်200 gram ဆိုရင်တော့3000 3000ရှင်300 gram ဆိုရင်တော့4900ပါရှင်500 gram ဆိုရင်တော့8000 2000နဲ့မှ900ပါရှင်ဆိုရင်အခု300 gram လိုက်ပြီဟုတ် Hockey Shin လေးလေ Hockey Shin နဲ့ပတ်သက်တာလေးဒီမှာလည်းရှိရဆိုတော့အားလေးပါစားမယ် Trato de simular cuando te veo pasar conformando ay mi chiquita que အပင်ဒီမှာဒါ athletic ဆိုပုံပေါ့နော်300 gram မှာထားသူ300 gram ဆိုရင်4900ပဲပြရတယ်ပေါ့နော်ဆိုတော့ဒါရင်စားပါမယ်ပြီးခိုင်းလို့လည်းရတယ်အတုံးလိုက်လည်းစားလို့ရပါတယ်ချောယူလေးနဲ့ပြီး whatsapp နဲ့ black card က whatsapp မကြိုက်တော့ချောယူနဲ့ပဲစားမယ်ပေါ့နော်တုံးလိုက်စားရတယ်အားပါစားရတယ် အခုဘလက်စားနေတဲ့ Atlantic Salmon ကကြတော့သူ့ရဲ့အရသာပို့ပြီးတော့လေးလေးလေးနက်နဲ့ငားရတာပို့ရတယ်ပေါ့နော် Ocean Truck ကကြတော့သူက Jelly လိုရတာနဲ့ရှိုးတဲ့ဘက်ကိုသွားတာပါ Ocean Truck ကကြတော့အယောင်ပို့ပြီးတော့တောက်တယ် Atlantic Salmon ကကြောင့်အယောင်လေးတော့ဖြော့တယ်ပေါ့နော်နှစ်ခုလုံးကတော့အရသာတစ်မျိုးစီနဲ့စားလို့ကောင်းပါတယ်တယောက်နဲ့တယောက်ကတော့အကြိုက်မတူကြဘူးပေါ့နော် Bless ကတော့ဒီ Atlantic ကိုပို့ပြီးတော့ကြိုက်ပါတယ်ခင်ဗျာသုံးပေးထားတဲ့ Salmon ရဲ့ quality ကလည်းလုံးဝ fully recommend ပေးပါတယ်အဲ့တော့သွားပြီးတော့လည်း transfer ချိန်ပါတယ် Bless ကတော့အရန်စားလို့ကောင်းလို့လို့ဘာဆိုဘာမှမပြောနိုင်လာတော့တော်တော်လုံးကုန်သွားပါတယ် ဒါကတော့ hot plate beef steak လို့ခေါ်ပါတယ်သူကတော့တပွဲကိုသုံးသောက်ချက်ပေးရပါတယ်သူသုံးပေးထားတဲ့ beef ကကြတော့ local beef ကိုပဲသုံးပေးထားပါဒါပေမဲ့ knife တွေ fork တွေတောင်မလိုအပ်ပဲနဲ့ဒီတိုင်းဝါစားမယ်ဆိုတော့တော်တော်လေးကိုအဆင်ပြေနေပါပြီသူထည့်ပေးထားတဲ့ black pepper sauce ကလည်းတော်တော်လေးကိုမှွေးပြီးတော့စားလို့တော်တော်ကောင်းပါတယ်ခောက်ဆွဲရတာလေးလည်းတော်တော်ကောင်းတယ်ပြီးရင်သူကသမင်းနဲ့လည်းရည်လို့ရရပေါ့နော်သူကတော့ hot plate ထဲမှာ chicken hot plate beef steak hot plate ဆိုပြီးတော့နှစ်မျိုးရှိရပါ ဒါကတော့ရှီကင်ကာရာကီလို့ခေါ်ပါတယ်။သူကတော့တပွဲကို8000ပေးရပါတယ်။သူရဲ့ကြက်ကြော်ကလေလာရှတဲ့အနံ့အမွှေးပြီးတော့ဆွဲဆောင်နေရပါ။သူကတော့ကိုက်လိုက်လို့ရှိရင်တော့ crispy ဖြစ်ပြီးတော့အထဲထဲမှာတော့နည်းနည်းလေးဝိုင်းလေးဖြစ်ပါတယ်။ရှီကင်ကာရာကီနဲ့တွဲစားဖို့အတွက် Maroni Sauce လေးလည်းထည့်ပေးထားပါတယ်။ Sushi အံရလို့ရှိရင်မဖြစ်မနေတောက်ရမယ့်နေရာဒီ Ice Lemon Tea လေးကိုတောက်ခဲ့ပါလို့ပြောချင်ပါတယ်။ Sushi အံမှာအကြိုက်ဆုံးဆိုရင်တော့ Salmon ပြီးလို့ရှိရင်တော့ဒီ Mapo Tofu ဟင်းလေးပါ။သူရဲ့မာဘူတုပ်ဘူးနှစ်ကလေးအနံ့လဲမှွေးပြီးတော့အဆက်ဟက်လဲတဲ့တယ်ပြီးလို့ရှိရင်သူကထမင်းနဲ့တွဲစားလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ် ို့ဘူးလေးကလည်းအီးတော်တော်လေးနဲ့ပါဇက်ထဲမှပျော်စင်အသူရဲ့အနှစ်လေးကလည်းကောင်းအနံ့လေးကလည်းမှု့ဘလက်ဆိုရင်ဘာဆိုဘာမှမပြောနိုင်လောက်အောင်ဇက်တိုက်ကိုစားလိုက်တာပေါ့နော်ဆူရှိအမ်မာဆိုရင်ဆယ်မွန်ကောင်းဟင်းညွန်ရတယ်လို့ဆယ်မွန်ကောင်းအကင်လေးလည်းရပါတယ်။ဆယ်မွန်ကောင်းဟင်းညွန်ကတော့ငရုတ်ကောင်းနဲ့မှုမွေးလေးနဲ့အထဲမှာအသီးစုံလေးပါပါတယ်။သူရဲ့ဟင်းညွန်ရတာကတော့အချိုလေးပဲပေါ့နော်။ဒါပေမဲ့အရတာနည်းနည်းလေးပေါ့ရလို့ခန်းစားရပါတယ်။ ဒါကတော့ဆာဆီမီ၅မျိုးပါတယ်ရှီရာရှိတုံလို့ခေါ်ပါတယ်သူကတော့တပွဲတော့၄၈၀၀ကျပ်ပေးရပါတယ်ဆာဆီမီ၅မျိုးကကြတော့ဆယ်မွန်ရယ်တူနာရယ်စာပန်းငါရယ်စကဲလော့ရယ်ဟာမရှိရယ်ပါတာပါသူကတော့လေဒီတိုင်းစားမယ်ဆိုရင်အရသာပေါ့ပါတယ်။သူကရှော့ယူလေးထည့်ပြီးစားလို့ရှင်တော့ပို့ပြီးတော့အရသာလေးလေးစားရတယ်ပေါ့နော်။သူကတော့လေပွဲကြီးဆိုတော့နှစ်ယောက်လောက်စားရင်တော့ဝပါတယ်။ကလေးလေးကြီးမယ်ဆိုလည်းအဆင်ပြေပေါ့နော်။အောက်မှာပါတဲ့ rice ကကြတော့ sushi rice ကိုထည့်ပေးထားတာပါ။ ဒါလေးရကြတော့ Mushitori Slat လို့ခေါ်ပါတယ်။သူကတော့ကြက်သားပေါင်းထားရတဲ့အောက်က vegetable လေးပါ။တပွဲ ਉਹ တော့သူကတတောင်းခွဲပေးရပါတယ်။ Slat ထဲမှာပါတဲ့ Japanese sauce လေးရကြတော့ Maroni နဲ့နှမ်းလေးနဲ့ရောထားပါတော့။အနှမ်းလေးကမွေးပြီးရောအရသာကတော့စိတ်စိတ်လေးနဲ့စားလို့ကောင်းပါတယ်။သူကတော့ထည့်ပေးထားရတော့ sauce ကနည်းနည်းနည်းတယ်ပေါ့နော်။လိုလို့ရှိရင်တော့ထပ်ပြီးတော့တောင်းလို့ရပါတယ်ခင်ဗျာ။ ီမှာဟာလာသမားရဲ့ဆက်ရှက်လက်ရှက်လာစားလို့ရပါတယ်။သူကဒီပစ္စည်းတွေအစားကုန်ကျန်းနေပေါ့နော်။ကုန်ကျန်းနေအစားအကုန်လုံးဟာလာတစ်စိတ်တွေပဲသုံးတာဖြစ်တဲ့အတွက်ဟာလာသမားရဲ့လည်းလာစားလို့ရတယ်။ဒီမှာလုံးဝအရက်မရောင်းဘူး။ဒါပြလို့ရှိရင်ဝတ်သားလည်းမရောင်းပေါ့နော်။အဲ့တော့ဟာလာသမားရဲ့စားလို့ရအောင်လို့သူတို့ကသေချာလေးဒါအသုံးပြုပေးထားဆိုတော့ဟာလာသမားရဲ့လာစားမယ်ဆိုရင်ဆက်ရှက်လက်ရှက်စားလို့ရပါတယ်ခင်ဗျာ။ဒါကြောင့်ဆယ်မွန်ဘိုက်တာကိုကင်ထားပါတော့ဒီမှာဒီလိုအကင်လေးလည်းရရဲဆိုတော့ တော်တော်စုံနေဆယ်မုန်းနဲ့ပတ်သက်ပြီးရောလေသူကအစီရဲအသားနဲ့ပေါ့နော်ဘာအရေကုန်လေးလဲပါတယ်ဆိုလေကျွတ်ကျွတ်လေးဒီပိုက်သားကနေနဲ့ဖားကောင်းတယ်မြုံကောင်းတဲ့မွမွေးလေးနဲ့အားဆိုတော့တမန်တင်းကြီးလိုက်တော့ပုံမွေးသွားဒီမှာမလဲအကြိုက်ဆုံးပြောပါဆိုရင်တော့ ဆယ်မွန်လုံးဝ recommend ပေးရယ်ဆယ်မွန်နဲ့ပတ်သက်ပြီးဆယ်မွန် quality လည်းကောင်းတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းဒီ hockey ရှင်တွေကကြတော့ဘယ်ဟာပူကြိုက်လဲဆိုရင်ဒီ beastie hop plate ရယ်ပြီးလို့ရှိရင်ဒီ marble တုတ်ပြီးရယ်အရင်ကြိုက်တယ်ဒီနှစ်ခုပို့ပြီးတော့ကြိုက်တယ်ပေါ့နော်တခြားဟာတွေကကြတော့သူ့အနေနဲ့သူတော့ရတာတော့ဟိုမစိုးပါဘူးစားလို့ဆင်ပြေပါတယ်ဆိုတော့အခုလိုမျိုးလဲဆိုပဲဒီမှာ hockey ရှင်နဲ့ပတ်သက်ပြီးတော့အဲမီနူးလေးတွေပြီးလို့ရှိရင်ဒီဆယ်မွန်ကောင်းကောင်းစားကြလို့ရှိရင်တော့ဒီ ဆူရှိအမ်ကိုလာပြီးတော့စားလို့ရပါတယ်အဲဆူရှိအမ်ကကြတော့နှစ်ဆိုင်ရှိတယ်ဒီဂျန်ဂျင်းစကွဲယားဆိုင်ကကြတော့သူကအဲ့မှာတော့ဒီဟော်ကီရှင်းနဲ့ပတ်သက်တာတော့မရှိဘူးပေါ့နော်ဘာလို့ဆိုအဲ့မှာချက်ပြုတ်လို့မရတာဖြစ်တဲ့အတွက်ဒီမှာတော့အစုံလေးရှိပါတယ်ဒါကတော့နော်ဝရီလန်ဆိုင်ပေါ့နော်သူကနှစ်ဆိုင်ဆူရှိအရဖွင့်ကြရကြတော့မနေ့7နိုင်ရနေပြီးတော့ည7နိုင်ဒီ daily ဖွင့်ပါတယ်ဆိုတော့အားလုံးလည်းလာပြီးတော့စားဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျာဆိုတော့ပြန်မှထပ်ပြီးတော့ blessed ဆက်စားလိုက်ပါအောင်မယ် lolly လည်းဒီမှာပဲအဆုံးသက်ပြသည်ကြည့်ရှုအားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ပြီးမှပြန်တွေ့ပါမယ်ခင်ဗျာအားလုံးတက်တာပါ